ာချက် travel ကမီရိုပဲဖြစ်ပါတယ်ဒီဗီဒီယိုကထိုင်းနိုင်ငံရဲ့လူမှုကြည့်ကြရေးဗီဒီယိုက Thailand Digital Rabbit Card ဒါမှမဟုတ် DDAC လို့ခေါ်တဲ့ Digital Sideout Talk တဲ့စတင်အသုံးပြုလုပ်ရဖြစ်ကြောင်းကို share လုပ်ပေးတော့ပါပါဆိုတော့ who needs to complete the DDAC DDAC ကိုဘယ်လိုလူတွေဖြည့်ဖို့လိုအပ်တာလဲ required document ဖြည့်ဖို့လိုအပ်တဲ့အချက်အလက်တွေကဘာတွေလဲ how to submit your TDAC TDAC form ကိုဘယ်လိုတင်ရမှာလဲ failure to complete the TDAC TDAC ကိုဖြည့်ဖို့ပြတ်ကွက်ရင်ဘာတွေဖြစ်မလဲဆိုတာကိုပြောပြပေးတော့ပါမယ် TDAC ကိုဘယ်လိုမျိုးတွေဖြည့်ရမလဲဆိုရင်ထိုင်းလူမျိုးဟုတ်တဲ့ all foreign visitors နိုင်ငံခြားသားခီးတွေများအားလုံးထိုင်းနိုင်ငံကိုလာရောက်လည်ပတ်တယ်ဆိုရင် TDAC online form ကိုမဖြစ်မနေဖြည့်ရပါမယ်ဒီ TDAC online form ကလေကြောင်းလိုင်းနဲ့ပဲလာလား ရေချောင်းလိုင်းနဲ့ပဲလာလာပြီးတော့ land transport အဲကုန်းချောင်းလိုင်းနဲ့ပဲလာလာလာတဲ့ခီးတွေနဲ့အလုံးပေါ်တက်ရောက်ပါတယ်။ခီးတွေကခီးသွားမယ်ဆိုတော့ date မရောက်ခင်သုံးရက်အလိုမှာ DDAC online form ကိုဖြည့်ရပါပါ။ဥပမာမေလာတရနေ့မှာထိုင်းကိုအလဲလာမဲ့သူတွေက April 28ဆိုရင် online form ဖြည့်ထားလို့ရပါပြီ required document ဖြည့်ဖို့လိုအပ်တဲ့အချက်လက်တွေက passport travel document ကိစ္စရပါတဲ့အချက်လက်တွေ personal detail personality day ကနာမည်မွေတက်ခဲ့ဘာလို့လို့လဲဆိုတော့ travel itinerary travel itinerary က flight details တွေဖြစ်တယ်အတော့အပြန် flight ticket ထိုင်ဖို့ရောက်မဲ့ day accommodation နေမဲ့နေရာဒါမှမဟုတ်ရင် hotel လိမ့်စာအပြည့်စုံကိုဖြည့်ပေးရမှာပါ no health declaration ဂျမိုင်းနဲ့တဆိုင်တဲ့ချက်လက်တွေလိုအပ်ပါတယ် how to submit your TDAC TDAC ကိုဘယ်လိုဖြည့်ရမလဲဆိုရင် TDAC official website ကနေလည်းဝင်ရသလို QR scan code ကနေလည်းဝင်ဖြည့်လို့ရပါတယ်ဝင်ပြီးတာနဲ့ arrival card ကိုနှိပ်ပါသမဆာမျက်နှာမှာ passport ထဲမှာရှိတဲ့ personal data ကိုရေးချက်လက်တွေကိုဖြည့်ရပါမယ်အဲဒုတိယ page မှာဆိုရင် travel itinerary ရပတ်တဲ့ flight details အချက်အလက်တွေကိုနေမဲ့နေရာ hotel location အချက်အလက်အပြည့်စုံကိုဖြည့်ပေးရမှာပါတတိယ page မှာဆိုရင် ထိုင်းနိုင်ငံကမဝင်ခဲ့တဲ့နပတ်အလိုမှာကိုနေထိုင်ခဲ့တဲ့နိုင်ငံကိုရွေးချယ်ပြီးရောဖြစ်ပြီးလို့လွယ်ပါတယ်။ကိုကတယောက်တည်းမဟုတ်ပဲ group နဲ့ပါမယ်ဆိုရင် at group နဲ့ personal information မှာကိုနဲ့လာလည်းမဲ့သူရဲ့အဲကိုနဲ့လည်းမဲ့သူရဲ့အချက်လက် information ပြည်စုံကိုဖြည့်လို့ရပါတယ်။ပြီးတာနဲ့ကိုဖြည့်ထားတဲ့အချက်လက်တွေကိုပြန်စစ်ဒီကြပြီဆိုရမယ်အီးမေးလ်ထဲအမှန်ချစ်ပြီးတာနဲ့ဆက်မေးလိုက်ပါ confirmation email ဝင်လာတာနဲ့ download တာမမို့ရင် save လုပ်ပြီးတော့တင်ထားပါ Thailand immigration မှာပြဖို့လိုပါတယ် failure to complete the DDAC again the DDAC online form ကိုဖြည့်ဖို့ပြက်ကွက်မယ်ဆိုရင်ခိုင်းနိုင်ငံအဝင် immigration officer တွေကဝန်ဝင်မပေးဘူးလို့သိထားပါတယ်အဲရောက်လာမယ့်ကိစ္စများအတွက် policy အသေးဥပဒေထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့် ထိုင်းနိုင်ငံကိုလာနေနေမှာ DDAC ကိုလိုရေးလက်ထောက်ကိုအထင်သင့်ရှင်းထားဖို့လိုအပ်ပါတယ်။ထိုင်းနိုင်ငံကိုလာရောက်လက်ပတ်ဖို့စီစဉ်နေရော travel policy အသစ်တွေကိုတည်ထားဖို့လိုအပ်ပါတယ်။နောက်ထပ်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာ information တွေကိုတည်ရဖို့ကျွန်တော်ရဲ့ page ကို follow လုပ်ထားပါလို့ပြောချင်ရင်ကြည့်ရှုမှုကိုကျေးဇူးတင်ပါတယ်ကြာ။